โอเคမင်္ဂလာပါဗျဒူရီ KMD မှာပြန်လည်ပြီးတော့ကြိုကြိုလိုက်ပါတယ်ဗျမနက်ကတော့၄ငါးဆိုတော့လွဲတယ်ပေါ့เนาะ ညနေမှာတော့ကျွန်တော်တစ်ထိတ်လေးရထားတယ်ပေါ့နော်ကိုမတို့ကလည်းကြာရင်တော့သုံးပါဗျမောင်မောင်ရဲမင်္ဂလာပါမောင်လေးဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာ ဲမနက်ကတော့ကျွန်တော်တို့9ရှစ်ပေါက်တဲ့ site ကတော့ပြတ်သွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကမနက်ဖြန်မှာနောက်ထပ် site တစ်ခုထပ်ပြီးရှာမှာဖြစ်ပါတယ်ဗျကဲဒီညနေရတော့ကျွန်တော်လုံးမန်လေးတွေတွေ့ပြမှာပေါ့နော်3ရက်6ရက်ဒီရက်9ရက်3965ပေါင်းကျင်းတီ4ဖြစ်လို့4ရဲ့ပါဝါတီကို6တီကျွန်တော်ဒီမှာလုံးပိုင်ပြ။ ဆိုတော့ကိုးပိုင်မှာ1ကိုးဆိုပြီးတော့ထွက်တယ်မင်းကြီးနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအဲ့လိုမဲ့ဒါလေးနားလိုက်မယ်ထင်တယ်ပေါ့နော်3 95ပေါင်းချင်းတီ4ဖြစ်လို့4ရဲ့ပါဝါတီကိုကိုးပိုင်မှာ1ကိုးဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပင်တီ6ရဲ့1ရဲ့ပေါင်းချင်းတီခွန်းခွန်းနဲ့တရ2နဲ့ပေါင်းတော့6 6တက်နှစ်ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ4 4ဒီလဲကျော်ဒီမှာလုံးပိုင်းပြ ကျွန်တော်တို့ဒီ၄ဘိုက်မှာလဲကျွန်တော်တို့40ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ9ရဲ့4ရဲ့ပုံချင်းဒီ9 9နဲ့ကျွန်တော်ဒီက3ညနဲ့ပုံတော့9ဒီ3လုံးပုံချင်းဒီ9ဖြစ်လို့ကျွန်တော်တို့9ရဲ့ပါဝါဒီ4 4ဒီလဲကျွန်တော်ဒီမှာလုံးပိုင်ဗျ။ဒါဒီ၄ဘိုင်မှာလဲကျွန်တော်၄ခွန်ဆိုပြီးတော့ထွက်တယ်ဗျ။ အလုံးမဲ့နားလဲမလို့တော့ထင်တယ်ပေါ့နော်ကိုမတို့ကတော့ကြိုက်နှစ်တက်မှုရှိမှလဲတုံးပါဗျဒါဆိုကြောဒီမှာနှစ်ရယ်လေးရယ်ပေါင်းချင်းဒီ6 6နဲ့ဒီက9နဲ့ပေါင်းတော့1နှစ်လေး9ပေါင်းချင်းဒီ1ဖြစ်လို့1ရယ်ပါဝါဒီ6 6ဒီကြောင့်ဒီမှာလုံးပိုင်းဗျဒီ6ပိုင်းမှာလဲ1 6ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြောဒီနေ့မှာလုံးပိုင်းဒီ၃ရဲ့2ရဲ့ပေါင်းချင်းဒီ2 2နဲ့ဒီရဲ့4နဲ့ပေါင်းတော့6 တုံညာနှစ်လေးပေါင်းချင်းတီ6ဖြစ်လို့6ရဲ့ပါဝါတီတတဲ့တီကြောင့်ဒီမှာလုံးမှန်ပြအားလုံးပဲဒီလုံးမိုက်ဆွဲလေးကိုနားလိုက်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ3965ပေါင်းချင်းဒီ4ဖြစ်လို့4ရဲ့ပါဝါဒီ9 9ဒီလုံးပိုင်း9ပိုင်းမှာ19ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြန်ဒီ612ပေါင်းချင်းဒီလည်း9ဖြစ်လို့9ရဲ့ပါဝါဒီ4 4ဒီလည်းလုံးပိုင်း4ပိုင်းမှာလည်း40ဆိုပြီးတော့ထွက်တယ်ဗျာ နောက်တစ်ပင်တီးကျွန်တော်တို့9ရဲ့4ရဲ့3ညရဲ့3လုံးပေါင်းချင်း6ဖြစ်လို့6ရဲ့ပါဝါတီ4 4ပိုင်းမှာလဲ4ခွန်ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်တီး2 4 5ပေါင်းချင်းတီး1ဖြစ်လို့1ရဲ့ပါဝါတီ6 6တီးလုံးပိုင်း6ပိုင်းမှာ2 6ဆိုပြီးတော့ထွက်တယ်ဗျဒါကြောင့်မို့ဒီနေ့အတွက်လုံးပိုင်းတီး၃ညရဲ့2ရဲ့4ရဲ့ဒီ၃လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါတီ1 1ဒီလုံးမှန်ပါဗျာ ။ယောဒီမှာနောက်ထပ်လုံးမိုင်ဆိုင်ပေါ့နော်။2ရက်9ရက်ပေါင်းကျင်းတီ1တက်နဲ့ဒီရက်9ပေါင်းတော့8ဒီ3လုံးပေါင်းကျင်းတီ8ဖြစ်လို့8ရက်နှစ်ခတ်တီ1တက်တီလဲကျွန်တော်ဒီမှာလုံးမိုင်ပြတော့ဒီမှာတော့9ပိုင်1ပိုင်မှာတော့19ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပြင်တည်ဦးမင်းနဲ့ထပ်ပြမနေနဲ့ဟုတ်ကဲ့ပါဗျာနော်ဦးမင်းလေးနဲ့16ချင်းနဲ့ဟုတ်ကဲ့ပါဗျာဒါဆိုကျော်ဒီမှာ9ရဲ့1ရဲ့ပေါင်းချင်းတည်6 6နဲ့ဒီရဲ့6နဲ့ပေါင်းတော့2 ။ဦးမြင့်နဲ့ထက်ပြမနေနဲ့ဆိုတော့ဘာဖြစ်လို့လဲပြန်နော်မကြည့်ကျင်တော့ကြော်သွားပေးပါဗျ။ရဲရန်ကစားဟိုတကောင်းကိုလင်းချပေးပါလားဗျာအဲ့ဒါဟိုတကောင်းကတော့ကျွန်တော်ဟိုမှာပေါ့နော်ဒီကျွန်တော်ရဲ့ community post ထဲမှာတော့ရှိပါတယ်ဗျာတော့ဒီမှာ916ပေါ့နော်ဒီ၃လုံးပေါင်းကျင်းဒီကျွန်တော်တို့2ဖြစ်လို့2ရဲ့နှက်ခတ်တီလေး4တီလေးကျွန်တော်ဒီမှာလုံးပိုင်ဗျာ တော့ဒီမှာတော့၄ဘိုင်၄ဘိုင်မှာတော့ကျွန်တော်တို့၄ဘိုင်မဲ့ပြပြီးတော့40ဆိုပြီးတော့ထွက်တယ်ဗျ။ဒါတော့ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ6ရဲ့4ရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီက6နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရဲ့နှက်ခတ်ဒီ4 4ဒီလဲကျွန်တော်ဒီမှာလုံးပိုင်မဲ့ဗျ။တော့ဒီ၄ဘိုင်မှာလည်း၄ခွန်ဆိုပြီးတော့ထွက်တယ်ပေါ့နော်။ဒီမှာဆိုရင်ကျွန်တော်တို့ကလုံးပိုင်နှလုံးမတွေ့ရင်တော့အပြစ်ပေါက်ပေးတယ်ပေါ့နော်။6ဘိုင်1ဘိုင်မှာ19ထွက်တယ်၄ဘိုင်၄ဘိုင်မှာ40ဆိုပြီးထွက်တယ်။ လေးပိုင်းလေးပိုင်းမှာလဲလေးခွင်ဆိုပြီးတော့ထွက်တယ်ဗျဒါကြောဒီမှာနောက်တစ်ပင်ဒီ9ရဲ့6ရဲ့ပေါင်းချင်းဒီကို9နဲ့ဒီက3ညနဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှက်ခတ်ဒီ6 6ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းဗျတော့ဒီ6ပိုင်း6ပိုင်းမှာတော့ကျွန်တော်2 6ဆိုပြီးတော့ထွက်တယ်ပေါ့နော်မိုးစိုးရပေးရရင်ပြောတာလွဲနေတယ်တဲ့။ဘာလို့လွဲလဲတော့မသိဘူးပေါ့နော်။ဒါဆိုရင်ကျော်ဒီမှာ ရှေ့ရဲ့နှစ်ရဲ့ပေါင်းကျင်းတီတုံညာတုံညာနဲ့ဒီရခွန်းနဲ့ပေါင်းတော့ခွန်းဒီသုံးလုံးပေါင်းကျင်းတီခွန်းဖြစ်လို့ခွန်းရဲ့နှစ်ခက်တီတုံညာတုံညာတီလဲကျွန်တော်ဒီမှာလုံးပိုင်ဗျာကျွန်းရွန်း30လဲဟုတ်ပါတယ်ဗျာနော်ဟောမမောလဲအေးဆေးကြည့်ပါလဲစေရန်နဲ့ပြပြလဲဟုတ်ပါတယ်ဗျာနော်မကြရင်တော့မကြည့်ပါနဲ့ဗျာเนาะကျွန်တော်တို့လည်းအပိုင်သိရှိနေတာမဟုတ်ပါဘူးကျွန်တော်တို့ ဒီမှာမြင်တာတွေ့တဲ့လေးကိုချပြပေးခြင်းဖြစ်တယ်ပေါ့နော်ကိုမတို့ကလည်းကိုဘသာကိုတွတ်တက်တယ်ဆိုရင်လည်းကိုဘသာကိုတွတ်ပြီးတော့ပဲထိုးပါဗျကျွန်တော်ဒီမှာတက်ထက်ကိုရထားခြင်းဟာကျွန်တော်ဒီမှာပေါ့နော်၄ရက်6ရက်ဒီရက်1ရက်ပေါ့နော်၄6 1ပေါင်းခြင်းဒီ1ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီလည်း နှစ်ရဲ့၅ရဲ့ဒီရဲ့၄ရဲ့ဒီသုံးလုံးပေါင်းကျင်းဒီလဲတက်ဆိုပြီးတော့ဖြစ်တယ်ဗျအလုံးမဲ့နားလဲမဲ့လို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ၄၆၁ပေါင်းကျင်းဒီတက်ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီလဲ၂၅၄ပေါင်းကျင်းဒီလဲတက်ဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပင်ဒီ၅နှစ်၄ပေါင်းကျင်းဒီလဲတက်ဆိုပြီးတော့ဖြစ်တယ်ဒီမှာလဲကျွန်တော်တို့၉၃ညာ၂ပေါ့နော်ဒီသုံးလုံးပေါင်းကျင်းဒီလဲတက်ဆိုပြီးတော့ဖြစ်တယ်ဗျဒါကြောင့်မို့ကျွန်တော်ဒီမှာ 9ရဲ့9ရဲ့ဒီရထိတ်စီးရဲ့ပေါင်းချင်းဒီတစ်ဖြစ်ချင်းနဲ့တွားထားပြီးတော့ကျွန်တော်9 9ပေါင်းချင်း3ညဖြစ်နေတာဖြစ်တဲ့အတွက်တစ်ဖြစ်အောင်ဆိုရင်ကျွန်တော်တစ်ထိတ်ဆိုပြီးတော့ထည့်တယ်ဗျမမနဲ့လေးသားပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်စီတူးတဲ့ဆက်ပြပါဗျာတဲ့အာယုံနဲ့မထားမနေနဲ့တဲ့ဟုတ်ဟုတ်ကဲ့ပါဗျာဘရိတ်ရရင်လည်းပြပေးပါဗျာတဲ့ဘရိတ်ကတော့မနေ့ကကျွန်တော် တင်းနှက်ခိုက်ရှစ်ပရိတ်ပေါ့နော်အဲ့ဒီမှာတော့ရှစ်ပရိတ်မှန်ခဲ့တယ်ဒီနေ့မှာတော့ကျွန်တော်တို့ခွန်ပရိတ်ရမှာပေါ့နော်အဲ့ဒီပရိတ်လမ်းဆက်ပေးမယ်ဆိုရင်တော့ ျော်လေးမမလိုက်နေတာလေအခုဒီမထွက်သေးဘူးလေဟုတ်ကဲ့ပါဗျာเนาะကျွန်တော်ဒီမှာ၃ည၄ငါပေါ့เนาะဒီ၃လုံးပေါင်းချင်းဒီလဲ၉ဖြစ်လို့၉ရဲ့နှက်ခတ်ဒီ၆၉၆ဒီလဲကျွန်တော်ဒီမှာအချိန်ပြတော့ဒီ၉၆အချိန်မှာလဲ၁၉ထွက်တော့၉ထီတယ်ဗျဒီမှာတော့ကျွန်တော်တို့ဒီ၁ပိုင်းနဲ့၉၆နဲ့တွဲပြီးတော့ပြီးတော့ပေးတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပြင်ဒီ၆ရဲ့2ရဲ့ပေါင်းချင်းဒီ၈၈နဲ့ဒီရဲ့2နဲ့ပေါင်းတော့၃ည ဒီသုံးလုံးပေါင်းခြင်းဒီတုံညာဖြစ်လို့တုံညာရဲ့နှက်ခတ်ဒီခွန်တုံညာခွန်ဒီကျော်ဒီမှာအချိန်ပြဒီတုံညာခွန်အချိန်မှာလည်း40ထွက်တော့ကျွန်တော်တို့တုံညာထီတယ်ဒီမှာဆိုလဲကျွန်တော်တို့ဒီဘက်က၄ဘိုင်နဲ့တုံညာခွန်နဲ့တွဲရင်တော့ကျွန်တော်တို့အပြည့်ပေးသေးတယ်ပေါ့နော်တုံးတလုံးရောမကြနိုင်ဘူးလားတဲ့ကျွန်တော်မှာတော့တုံးတလုံးမတွဲဘူးပေါ့နော်ကြရင်တော့တုံးပါဗျဒါကတော့ကျွန်တော်တို့လည်းအတိအကျမသိဘူးပေါ့နော်ထွက်မယ်မထွက်မယ်ဆိုတော့လည်းမသိတာဖြစ်တဲ့အတွက် ကိုမတို့ကကြိုက်နှစ်သက်ရင်တော့၃ပေါ့နော်ဒါပြီးတော့ဒီမှာနောက်တစ်ပင်ဒီ9ရဲ့9ရဲ့ပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီက3ညာနဲ့ပေါင်းတော့3ညာဒီ3လုံးပေါင်းချင်းဒီ3ညာဖြစ်လို့3ညာရဲ့နှက်ခတ်ဒီခွန်း3ညာခွန်းဒီလဲကျွန်တော်ဒီမှာအချိန်ပြဒီ3ညာခွန်းအချိန်မှာလဲ၄ခွန်းထွက်တော့ခွန်းထိတယ်ဒီမှာဆိုလဲကျွန်တော်တို့ကဒီ၄ဘိုင်နဲ့၃ညာခွန်းနဲ့တွဲရင်လဲကျွန်တော်တို့၄ခွန်းဆိုပြီးတော့ပေါက်ကနန်းဖြစ်သေးတယ်ဗျ။ ွန်းတွန်းနဲ့မှန်ရဲ့လားဗာမှန်လဲလားမသိဘူးเนาะဒါဆိုပြောဒီမှာမှန်တယ်မသိဘူး2ရဲ့6ရဲ့ပေါင်းကျင်းဒီ1 1နဲ့ဒီက9နဲ့ပေါင်းတော့6မှန်တယ်ဟောရေးမှန်တယ်တော့မှန်တယ်မသိဘူးတော့မရှိဘူး။ဟမ်။တော့မရှိဘူး။တော့မရှိတယ်။တော့မရှိတယ်။ဒါမှန်တကယ်လေ။ဒီ ဟုတ်ကဲ့ပြည်သားကျော်ဒီမှာပေါ့နော်2 95ပေါ့နော်ဒီ3လုံးပုံချင်းဒီလဲ6ဖြစ်လို့6ရဲ့နက်ခတ်ဒီကို6 9ဒီလဲကျွန်တော်ဒီမှာအချိန်မယ်ဗျဒီ6 9အချိန်မှာလဲ2 6ထွက်တော့ကျွန်တော်တို့6ထီတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီ6ပိုင်းနဲ့6 9နဲ့တော့အပြည့်တော့ပေးမသွားဘူးဒါပေမဲ့ကျွန်တော်6ပိုင်းပေးပြီးတော့2 6ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ3ညရဲ့9ရဲ့ဒီရက်4ရဲ့၃ည၅လေးပုံချင်းဒီ၉ဖြစ်လို့၉ရဲ့နက်ခတ်ဒီ၆၉၆ဒီလဲကျွန်တော်ဒီမှာအချင်းပြ ှင်းတန်းနဲ့အပူလာနိုင်လားတဲ့အပူကတော့ကျွန်တော်တို့အပူလာနိုင်တယ်လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ break to break ထွက်ပြီးသွားရင်တော့အပူတွေလာတတ်တယ်ပေါ့နော်ညီညီရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တင့်နဲ့ပတ်သက်တဲ့နောက်ထပ်ဝန်ကြီးလေးပါပြပေးမှာပေါ့နော် တော့ဒီမှာ2ရက်6ရက်9ရက်ပေါ့နော်ဒီ3လုံးပုံချင်းဒီခွင်ဖြစ်လို့ခွင်ရဲ့နှက်ခတ်ဒီ3ညာခွင်3ညာဒီလဲကျွန်တော်ဒီမှာအချိန်ပြခွင်3ညာအချိန်မှာလဲ40ဆိုတော့3ညာထီတယ်နောက်တစ်ပင်ဒီလဲကျွန်တော်တို့9ရက်9ရက်ဒီက3ညာဒီ3လုံးပုံချင်းဒီ4ဖြစ်လို့4ရက်နှက်ခတ်ဒီ2 4နှစ်ဒီလဲကျွန်တော်ဒီမှာအချိန်ပြ4နှစ်အချိန်မှာလဲ4ခွင်ထွက်တော့ကျွန်တော်တို့4ထီတယ်ဗျာ တော့ကြောဒီမှာနောက်တစ်ပင်ဒီ9ရဲ့3ညရဲ့တရားခွန်ရေပေါ့နော်9 3ညခွန်ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့နှစ်ခတ်ဒီကို6 9ဒီလဲကျွန်တော်ဒီမှာအချိန်မပြဒီ6 9အချိန်မှာလဲ1 6ဆိုတော့ကျွန်တော်တို့6 ठी တယ်ကျွန်တော်ပြတာလေးဒီဝမ်ကျင်းလေးတွေမှန်ကန်နေလဲဝမ်ကျင်းလေးတွေပြတာပေါ့နော်ဒါကတော့ပေးမပေးရတော့ကျွန်တော်တို့ကန်နေလဲဆိုင်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ9ရဲ့ခွန်ရေပေါင်းချင်းဒီ2 2နဲ့တရား6နဲ့ပေါင်းတော့8 ဒီသုံးလုံးပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ရဲ့နက္ခတ္တီတေရှစ်တည်းဒီလဲကျွန်ဒီမှာအချိန်မြောက်တက်ကြတော့ကျွန်တော်ပို့ပြီးတော့ကောင်းမယ်လို့ယူဆရပါတော့။ကိုမတွေကကြိုက်နှစ်တက်မှလည်းသုံးပါဗျာ။တုံညာလည်းကြိုက်ပါလေဗျာနော်။တုံညာငါးချင်းလည်းတွေ့ထပ်လိုက်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့အကုန်လုံးတော့ပြတ်ပေးလို့မရဘူးပေါ့နော်။ဒီမှာကျွန်တော်ကြိုက်နှစ်တက်ရလေးတွေကိုစီပြီးတော့ပြတ်ပေးရဖြစ်တယ်ဗျာ။ ဒီညနေမှာကျွန်တော်ကတော့တက်ထည့်ရယ်ကိုးထည့်ရယ်တော့ပိုးပြီးကြိုက်တယ်ပေါ့နော်ကျွန်တော်ဒီမှာတက်ထည့်ကိုကြိုက်ရင်တက်ထည့်ကိုကြိုက်ရင်တော့ကျွန်တော်တို့ဒီမှာကဲအမှတ်ဒီ3968ပေါ့နော်ဒါမျိုးလေးကိုစဉ်းစားပြီးတော့ကတ်ပါဗျာ တုံညကြရင်လည်းကျွန်တော်တို့ဒီမှာ9681ပေါ့နော်ဒီဝါမျိုးလေးနဲ့တွဲပြီးတော့ကစားပါဗျာကျွန်တော်ကတော့ဒီညနေမှာ139ကိုဦးစားပေးပြီးတော့ကျွန်တော်681နဲ့တွဲလိုက်မှာပေါ့နော်ဒီမှာဘာလို့လဲဆိုတော့ကျွန်တော်9ထိပ်လေးနဲ့တွဲထားတယ်ပေါ့နော်9ထိပ်ကတော့တုံညကိုလေးဒီပေါင်းချင်းဒီ3ပေါ့နော်တုံညကိုလေးပေါင်းချင်းဒီ3 992ပေါင်းချင်းဒီ1ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း1 ဒီသုံးလုံးပေါင်းချင်းတဲ့လို့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကကိုးထိတ်ဆိုပြီးတော့ထည့်ရမယ်ဗျ။နေပြန်ကြောတော်တော်ဟုတ်တော့ရှိပါဘူးမှန်ပါဘူးဟုတ်ပါဘူးဘယ်လိုလဲဘယ်လိုလဲကြီးကြီးနေတော့တော့ အဲ့လိုမဲ့နားလည်းမလို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမှာ3946ပေါင်းချင်းဒီ3ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပင်ဒီ992ပေါင်းချင်းဒီ2ဆိုပြီးတော့ဖြစ်တယ်ကျော်ဒီမှာဆိုရင်68ဒီကထိပ်စီပေါင်းချင်းဒီ1လို့ဖြစ်မယ်ဆိုရင်ကျွန်တော်တို့က6ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျကျော်ဒီမှာလဲပေါ့နော်154ပေါင်းချင်းဒီ1ဆိုပြီးတော့ဖြစ်တယ်3982ပေါင်းချင်းဒီ3ညဆိုပြီးတော့ဖြစ်တယ် တော့ဒီမှာ1 3 9ပေါ့နော်ကျွန်တော်တို့ဒီမှာ9 9ပေါင်းချင်းဒီ3 9ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့6ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျကျွန်တော်ကတော့6ထိပ်ကိုတော့ပိုကြိုက်တယ်ပေါ့နော်ကိုမတို့ကြိုက်နှစ်တက်ရင်တော့3ပါဗျကျွန်တော်ကဒီမှာ1 3 9ကိုပဲယူပြီးတော့ကျွန်တော် ဟုတ်ကဲ့ပြအကိုမတော်လည်းအကြိုက်ပါမှလည်းသုံးပါတော့ကျွန်တော်ကတော့ကျွန်တော်ယုံထင်ဟောပါတော့ကျွန်တော်ကြိုက်နေတဲ့ရာကိုတွက်ပြပေးပြီးတော့စီးပေးခြင်းဖြစ်ပါတယ်ဗျအကိုမတော်အကြိုက်ပါမှလည်းသုံးပါဗျတူဒီမှာတော့ကျွန်တော်တို့အမှားမှန်ရှိတယ်ဗျနော်ကျွန်တော်တို့ကျွန်တော်ဒီလဲစိုက်နဲ့တွက်ပြပေးတာဖြစ်တယ်ဗျကျွန်တော်ကဒီကဏ္ဍထိုးပါဆိုပြီးတော့လိုက်လွန်ပြီးအော်ပေးနေတာမဟုတ်ဘူးဗျနော်ဒါကြောင့်မို့ကိုမတော်ကကြိုက်မှလည်းသုံးဗျမကြိုက်ရင်တော့မသုံးနဲ့ပေါ့နော်ကျွန်တော်ဒီမှာ16 18ကို36 38 39ကို 0698969530ပေါ့နော်ဒီကဏ္ဍ10ခွက်ပါဗျဟုတ်ကဲ့ပါအားလုံးပဲဒီညနေမှာကျွန်တော်တွက်ပြတဲ့ကဏ္ဍလေးဒီပေါကဏ္ဍလေးဖြစ်ပါစေဗျာအကိုမတို့ကြိုက်တဲ့ကဏ္ဍဒီလည်း၄နာရီခွဲထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါလေဗျာကျွန်တော်လိုက်ကိုကြည့်ရှုအပ်ပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေဒူးဒီကိုလည်းထိုးတိုင်းပေါ်ပြီးတပတ်တပတ်အမျက်တွေရပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါလေဗျာ channel ကို subscribe နဲ့တည်တဲ့ကိုမတို့ကလည်း subscribe နဲ့ပေးဖို့ထမှန်ပြီးတောင်းဆိုပါတယ် ဘရိတ်ကကျွန်တော်တွေ့ရရများတယ်ပေါ့နော်ဒါပေမဲ့မနေ့ကဘရိတ်လမ်းရတော့ကျွန်တော်ပြန်ပြီးရှင်းပြပေးမှာပေါ့နော်တော့ဒီမှာ6ရက်5ရက်7ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ရက်နှစ်ခတ်ဒီ၄အဲ့ဒီ၄ဒီရောဒီမှာဘရိတ်40ထွက်တယ်ပေါ့နော်၄ဘရိတ်မှာနောက်တစ်ပင်ဒီ9ကို၄ပေါင်းခြင်းဒီ10ဖြစ်လို့10ရက်နှစ်ခတ်ဒီ1အဲ့ဒီ10ဒီဘရိတ်4ခွန်ဆိုပြီးတော့ထွက်တယ်ဗျာ ဒါကြောဒီမှာ2 5လေးပေါင်းချင်းဒီတက်ဖြစ်လို့တရဲ့နှက်ခတ်တီရှစ်အဲ့ဒီရှစ်ဒီဒီမှာ break 2 6ဆိုပြီးတော့ထွက်တယ်ဒါဆိုကြောဒီနေ့မှာ3 9 8ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ3 9ဖြစ်လို့3 9ရဲ့နှက်ခတ်တီခွန်အဲ့ဒီခွန်တီ break ဆိုရင်တော့ကျွန်တော်တို့ခွန် break ပေါ့နော်ဒါပေးရင်တော့ရမှာပေါ့နော်မပေးရင်တော့မရပါဘူးပြဒါဆိုရင်ကျွန်တော်ဒီမှာဒီ break လေးအောင်ဆက်ပေးတာမှန်ခဲ့ရင်တော့3 9ခွန်တီ break ပါဗျာ 395ခွန်ပရိတ်ဆိုတော့ကျွန်တော်ဒီမှာဒီပရိတ်နဲ့ထပ်တူကြတာဒီကျွန်တော်တို့16ဆိုတဲ့ခွန်ပရိတ်ကျွန်တော်တို့19ဆိုတဲ့395ပရိတ်68ဆိုတဲ့ခွန်ပရိတ်ပေါ့နော်ပရိတ်ရာဆိုရင်ကျွန်တော်ဒီမှာ9ပရိတ်လဲ96ဆိုပြီးတော့ပါပါတယ်ဗျာတချောင်းနဲ့ကိုရှစ်တင်ထိုးကြပါလေခင်ဗျာဟုတ်ကဲ့ပါဗျာเนาะအားလုံးပဲကံကောင်းကြပါစေဗျအားလုံးပဲဘိုင်းဘိုင်းစေယူပါအားလုံးပဲ